တာလေးတခုကအမထသသနာမသတ္တာရော အပယာတကခေဟေတတိတာပမထသသနာမမေးလျော်နေကြတဲ့ပုဂ္ဂိုလ်တွေအတွက်သတ္တာရောအပယာအပေလေးပုံတို့သည်တကခေဟာတတိတာတကဆိုတာမိမိပိုင်တာခေဟဆိုတာအေးပေါ့တတိတာဆိုတာတူတယ် မိနေတဲ့ပုံကိုယ်တွေအတွက်အပေလေးပုံဟာကိုယ်ပိုင်အိမ်ကြီးနဲ့တူတယ်လို့ပြောတာ။ဘာဖြစ်လို့အဲ့လိုမြတ်စွာဘုရားရဲ့အလိုတော်ကြောင့်သူပြောရတယ်လဲ။တဘာဝတော့အရင်ကြပါတယ်။မိမိရောရော ပေါ်ပေါ်ဆားဆားနေမယ်ဆိုလို့ရှိရင်များသောအားဖြင့်များသောအားဖြင့်မဟုတ်ပါဘူးလေ။တေချာပေါ့။လောဘဒေါသမောဟကိရိတာတရားပဲဖြစ်လာ တတိမပါညာမပါတဲ့အခါတိုင်းမှာဒကာဓမ္မတို့အင်းတို့ရဲ့စိတ်ထဲကိုမောဟတာလွှမ်းမိုးထားတယ်။တွေ့ကြုံနေရတဲ့အာယုံတွေနဲ့ပတ်သက်ပြီးတော့ဒါတွေဟာဘာတွေလဲလို့အမှန်ကန်သိတဲ့သဘောမရှိဘူး။ကျွတ်ဘဝမှာရှင်သန်နေထိုင်နေဆိုတာမြင်ရင်နဲ့ကြားရင်နဲ့အနံ့ရတာစားရင်တောင်းရင်တွေးရင်ထီးရင်တွေးရင်ကြံရင်ချမ်းသာရင်ဆင်းရဲရင်နဲ့ပြောရရင်သဘာဝတရားတွေကိုတွေ့ကြုံရင်းနဲ့ဘဝမှာရှင်သန်နေကြတာဟုတ်တယ်မို့လား။ ဘယ်နာလေးမှာပဲနေနေဘယ်ချိန်မှာပဲဘာပဲလုပ်နေနေအာယုန်နေနေပဲတွေ့ပြီးတော့နေတာအဲ့ဒါကိုကပမာရမိမိရောရော ပေါ်ပေါ်ဆားဆားနေမယ်ဆိုရင်အဲ့ဒီအချိန်မှာအဲ့ဒီဖြစ်နေတာတွေကိုဦးဇင်းတို့မသိဘူးကိုအထင်နေနေပဲနေတာပေါ့ဖြစ်နေတဲ့တရားကိုအမှန်သိပြီးတော့နေတာမဟုတ်အဲ့လိုထင်နေတယ်လို့ထင်ပြီးတော့နေတာကိုမောဟလို့ဆိုတာအဲ့လိုဆိုလို့ရှိရင်ဦးဇင်းတို့စိတ်ထဲမှာ နော်ကျင်တဲ့ဆရာလို့ထင်တဲ့အာယုံနဲ့တွေ့တော့လောဘနဲ့ဆက်လက်ပြီးတော့မှားကြတယ်။မကျင်တဲ့ဆရာလို့ထင်တဲ့အာယုံနဲ့တွေ့ရင်ဒေါသနဲ့ဆက်ပြီးတော့မှားကြတယ်။အဲ့တော့မိနေလို့ရှိရင်မောဟကိုအခြေခံပြီးတော့လောဘနဲ့ဒေါသဟာနော်တကလေးစီဖြစ်နေကြတယ်။ဒါဟာအလွန်တရာမှထင်ရှားတဲ့ဖြစ်စဉ်ပေါ့နော်။အဲ့ဒါဆိုရင် လောဘဒေါသမောဟရဲ့နော်အကျိုးပေးဟန်ကလေးကိုခွဲတန်းလေးလည်းပေးတတ်လို့ရတာပြီသား။ လောဘဒေါသမောဟမျိုးစစ်ဖြစ်တယ်ဆိုရင်ဘလို့ပင်ပေါက်လာမှာတော့အပယ်လေးပင်အပယ်လေးပုံဆိုတဲ့အပင်ပဲပေါက်လာလောဘဆိုတာကတော့စာလောင်မှုသိတဲ့သဘောနော်ငတ်တဲ့သဘောဖြစ်တဲ့သူကြောင့်ငတ်နေရတဲ့စာလောင်မှုသိနေရတဲ့တိတ်တာကွာမျိုးကိုဖန်တီးတယ်ပေါ့ဒေါသဆိုတာကတော့အလွန်ပူလောင်တဲ့အတွက်ကြောင့်အလွန်ပူလောင်တဲ့ငရဲဘဝကိုဖန်တီးတယ်ပေါ့မောဟဆိုတာကတော့ဘာမှမသိတဲ့အတွက်ကြောင့်ဘာမှမသိတဲ့လိမ့်ဆံဘဝကိုဖန်တီးတယ်လို့ရေဝရာအဖြစ် လောဘဒေါသမောဟတို့ရဲ့ခွဲတမ်းလေးကိုနားလည်ထားကြပြီလားဟုတ်လား။ဒါကြောင့်မေ့နေလို့ရှိရင်လောဘဒေါသမောဟဖြစ်မယ်။လောဘဒေါသမောဟဖြစ်လို့ရှိရင်အကျိုးရလအဖြစ်ဖြစ်အပေလေးပုံကိုရောက်ရရောက်ကြောင်းအလုတ်ကိုလှုပ်ရရောက်တဲ့အတွက်ကြောင့်အပေပုံကိုရောက်တတ်တယ်။ဒါကြောင့်မေ့မေ့ရော့ရော့ပေါ့ပေါ့ဆားဆားနေကြတဲ့ပုံကိုယ်တွေအတွက်အပေလေးပုံဟာကိုယ်ပိုင်အိမ်ကြီးနဲ့တူတယ်ဆိုတဲ့စကားလေးစဉ်းစားကြရကောင်းတယ်ပေါ့နော်။ပြီးတော့ဦးဇင်းတို့ဒီအိမ်ဆိုတာနဲ့ပတ်သက်ပြီးတော့ လေးလေးနက်နက်ကလေးပြောထားတာခန္ဓာဝကတန်ယုတ်ပါဠိတော်မှာတွေ့ရတယ်။အိမ်နဲ့ပတ်သက်ပြီးတော့အဲ့ဒီမှာတော့နှမျိုးတောင်ပြောထားတယ်။အမြဲနေရာအိမ်ရဲ့ယာယီအိမ်ရဲ့ဆိုတာအမြဲနေရာအိမ်ဆိုတာကိုကြတော့သူကပါပြောလို့ဆိုတော့ဒီဖောက်ပြန်တတ်တဲ့ရုပ်အစုဝေးကြီးဟာတိမှုဝိညာဉ်ရဲ့အမြဲနေရာအိမ်တဲ့ အဲ့ဒီအမြဲနေရအိမ်ကိုဖြစ်စည်းကျင်တယ်ဆိုလို့ရှိရင်တိမှုဝိညာဒီရုပ်အစုရဲ့အပေါ်မှာတတ်မှတ်မှုကင်းအောင်လုပ်ရမယ်ပေါ့သူကအဲ့ဒီမှာဦးဇင်းတို့ရုပ်ရဲ့ဝေဒနာရဲ့တင်ညာရဲ့သင်္ခါရရဲ့အဲ့ဒီ၄မျိုးကိုစိတ်ဝိညာဉ်ရဲ့အမြဲနေရအိမ်လို့ဒီလိုပြောတယ်။ယာယီအိမ်ဆိုတာကျတော့ဘာပြောလို့ဆိုတော့သူကအာယုံ၆ပါးကိုပြောတာ။တခါတလေဦးဇင်းတို့ရဲ့စိတ်ကလေးကမြင်ရင်းနဲ့နေတာကြားရင်းနဲ့နေတာသူကတော့ အမြဲကြီးမဟုတ်ဘူးလေမြင်နေတဲ့အချိန်မှာကြားနေတဲ့စိတ်မရှိဘူးပေါ့ဒါကြောင့်သူ့ကိုကြတော့ယာယီအိမ်လို့သုံးတယ်ရုပ်ဝေဒနာတင်ညာသင်္ခါရကိုကြတော့အမြဲနေရာအိမ်လို့သုံးတယ်ဒေသနာလေးတွေကိုနည်းနည်းလေးအရသာခံကြည့်ဖို့ပြောတာအဲ့ဒီမှာဦးဇင်းတို့ဒီခန္ဓာအိမ်ဆိုတာနဲ့ပတ်သက်ပြီးတော့အယံထင်ရှားတဲ့ဒေသနာတစ်ခုကယောဂီတို့အိမ်မှာ ဘုရားရှင်တို့တော်ဒီကိုးကွယ်ပြီဆိုလို့ရှိရင်ဘုန်းတော်ကြီးတွေကိုပင့်ပြီးတော့အနေကစားတင်ကြရတယ်ဆိုတာလုပ်တယ်ဟုတ်လားအဲ့ဒီအနေကစားတင်တယ်ဆိုတဲ့စကားလေးကဘုရားနေဆင်းသက်လာတော့အနေကဇာတိတန်တာရာအစချီတဲ့ဂါထာကိုရွတ်ဖတ်ပူဇော်ကြလို့အနေကဇာတိဆိုတဲ့စကားလေးကို အနေကစားလို့အလွယ်ပြောလိုက်တာအဲ့ဒါဂါထာနှစ်ပုဒ်ရှိတယ်အဲ့ဒါမြတ်စွာဘုရားရဲ့ ဘုရားဖြစ်ပြီကလာကျူးရင်တော်မူတဲ့ဥဒ္ဒံပါဠိတော်နောက်တစ်ချိန်မှာရှင်အနန္ဒမထေရမြတ်ကမေးလျှောက်လို့အဲ့ဒီဥဒ္ဒံပါဠိတော်နှစ်ပုဒ်ကိုမြတ်စွာဘုရားပြန်ပြီးတော့ဟောပြလို့နော်ဦးဇင်းတို့လူလောကမှာအဲ့ဒါကရုပ်ဖတ်ပူဇော်တည်ကြရတာနားလည်ခွင့်ရနေကြတာအဲ့ဒီဂါထာနှစ်ပုဒ်ဆိုလို့ရှိရင်အလွန်မအိုကောင်းတယ်လို့ပြောရအဓိပ္ပာယ်ကိုကောင်းကောင်းနားလည်ပြီးတော့ ကြက်မှတ်ပြီးတော့ရုပ်ဖတ်ပူဇော်နိုင်မယ်ဆိုရင်အရင်ကောင်းပါပဲအနေကဇာတိတန်တာတန်တန္တာဝိတ္တအနိပိတံဂဟကာရံဂဝေတံတောဒုက္ခဇာတိပုဏ္ဏပုဏ္ဏတကတကတာဂဟကာရကဒိဋ္ထောတိပုဏ္ဏခေဟနာကာယတိပပတိဖတုကဘကဂဟကုတံဝိသင်ခတံဝိသင်္ခာရကတံစိတ်တံတဏ္ဏံခယမစ္ဆကတကတကတာကွယ် တိတိကျကျပြောရင်နှစ်ကားထာခွဲရှိတယ်ပေါ့နော်အဲ့ဒီနှစ်ကားထာခွဲရဲ့အသေးပဲလေးကိုဥရင်ယောဂီတို့ကိုရှင်းပြနော်ဒါအလွန်ကောင်းတဲ့တရားလို့ဥစဉ်စိတ်ထဲမှာခံစားရတယ်အနေကဇာတိတန်တာရတန်တာဝိတအတိပိတံကဟကာရံဂဝေတံတော်ဒုက္ခဇာတိပုဏ္ဏပုဏ္ဏဒါကပထမကာထာလေးဒါလေးကိုအရင်ရှင်းပြဒုက္ခဇာတိပုဏ္ဏပုဏ္ဏ ုနပုနအဖမ်းပအထထဇာတိပြိတ္တိနေရခြင်းတည်ဒုက္ခဆင်းရဲတယ်တဲ့ထက်ခါထက်ခါမွေးဖွားနေရခြင်းဟာဆင်းရဲတယ်တဲ့ဥပြီးတော့ရုပ်ရှင်တဲ့စကလုံးနဲ့ပြောရရင်ထထထထဖြစ်နေရတာမကောင်းဘူးလို့ပြောတာချို့တော့အဲ့ဒီအမှန်တရားကိုနားမလည်ဘူးနော်ထထထထဖြစ်နေရတာကိုမကောင်းဘူးလို့မမြင်နိုင်သေးဘူးဒီနေရာမှာဇာတိဆိုတာက တပံမွေးပွားခြင်းကိုအဓိကယူရတာပါသို့တော့ဓာတိရဲ့အသေးပဲတွေကအများကြီးပဲအခုဦးဇင်းတို့တခုခုကြည်လိုက်တယ်မြင်လိုက်တယ်ဒါမြင်မှုအသစ်ကလေးမွေးပွားလာတာခုဦးဇင်းရဲ့အတန်ကိုကြားနေတယ်အသစ်အသစ်တွေပဲကြားမှုတွေဟာမွေးပွားနေတယ်တဘာဝတရားတွေဟာအချိန်တိုင်းအသစ်အသစ်ဖြစ်နေတယ်ဘဝကြီးတခုစတင်ပြီးတော့မွေးပွားလိုက်မှ မွေးပွားတာလို့ဆိုလိုတာမဟုတ် တဘာဝတရားတွေဟာအကြောင်းကျိုးဆက်ဆက်ပြီးတော့ထထထထထထဖြစ်နေတယ်သူ့အရင်ဖြစ်ခဲ့တာချုပ်ပြောက်ပြီးတော့နောက်ထပ်အစ်စ်အစ်စ်ထထဖြစ်နေတယ်အဲ့ဒါဖြစ်တိုင်းဖြစ်တိုင်းတရားကိုအဲ့ဒါကိုလေဇာတိလို့နားလည်ရဟုတ်လားပဂရိဦးဇင်းတို့ရိုးရိုးလူတယောက်မွေးဖွားလာတယ်ဆိုရင်ဦးမင်းရင်ရောက်ပြီးတော့ပြီးတော့သေသွားတယ်ဟုတ်လားအဲ့လိုပဲဒီရုဒ္ဒတန်တလေးတွေဟာလည်းပဲအခိုက်တန်တိုင်းအခိုက်တန်တိုင်းအစ်စ်အစ်စ်ဖြစ်ပေါ်ပြီးတော့မွေးဖွားလာရင်လည်းပြီးတော့သူဟာလည်းပဲအလွန်မြန်ဆန်တဲ့နှုံးထားတဲ့နော် ဥပတိပင်ကြားဦးတယ်နော်ဥပတ်ဆိုတာဖြစ်တာတီဆိုတာခဏလေးတီနေတာဒါပြီးတော့ဗန်ပင်ပြည့်စည်သွားတယ်သူလည်းပဲဇာတိဇရာမရဏသဘောနဲ့သွားတာပဲဟုတ်လားအတော့ဒုက္ခဇာတိပုဏ္ဏပုဏ္ဏအဖမာထထဖြစ်နေရခြင်းဟာဆင်းရဲတယ်တဲ့ဒါလေးကိုပေးသက်ပေါင်းသူတို့ကောင်းတို့ကြည်ကြပြတ်ပြတ်နားလည်ရမယ်နော် အနေကဇာတိတန္တာရံတန္တာဝိတံအနိပိတံဂဟကာရဂဝေတံတော့ဒုက္ခဇာတိပုဏ္ဏပုဏ္ဏဒါနောက်ဆုံးပါဒလေးကိုပါဒပြန်ထထထထဖြစ်နေရတာဆင်းရဲတယ်ဘဝတွေထထဖြစ်နေရတာဆင်းရဲတယ်အဲ့ဒါကြောင့်မို့လို့တဲ့တတ္တမထို့ကြောင့်ဂဟကာရဒီခန္ဓာအိမ်ကိုတိဆောက်တဲ့ပုဂ္ဂိုလ်ဂဝေတံတော့ငါအမြဲတမ်းလိုက်ရှာနေတဲ့ဘုရားလောင်းကသူ့ကိုယ်သူပြောတာပေါ့နော်မြတ်စွာဘုရားဘုရားလောင်းဘဝတော်ကအနေထားကိုပြန်ပြောပြတာ ထက်ကထက်ကပြိပိနေရခြင်းဟာဆင်းရဲတယ်ဒါကြောင့်မို့လို့ဒီခန္ဓာအိမ်ကိုဘဇူဝံများလုံနေတယ်လေလက်တည်တည့်ရခံဘာကြောင့်ဒီခန္ဓာအိမ်ဟာထပ်ထပ်ဖြစ်နေရတယ်လဲခန္ဓာအိမ်ကိုတိဆောက်တဲ့ပုံကိုတင်စားပြောတာပေါ့နော်သူကအမြဲတမ်းလိုက်ရှာတယ်တဲ့ဘာကြောင့်ဖြစ်တယ်လဲဆိုတာကိုစူးစမ်းရှာဖွေတယ်အဲ့လိုရှာဖွေခဲ့ပေမဲ့လို့အနိဗ္ဗိတံသူမတွေ့ရဘူးမမြင်ရဘူးသူမသိနိုင်သေးဘူးအဲ့ဒီမတွေ့သည်မမသိသည်မမမြင်သည်မကလပ်ပါလို့ အနေကဇာတိတန်တာတာဘလို့မှရေတွက်လို့မရတော့အောင်များပြားလာတယ်တန်တရာဒီတခွင်မှာအနိပိတံနော်တန်တာဝိတ္တသူဟာအမြဲတမ်းကျင်လဲကျက်စားခဲ့ရတယ်ဒီကထာလေးရဲ့လူရင်းအတိတ်ပဲလေးကိုပြန်ခြုံပြီးပြောမယ်နော်ထက်ခါထက်ခါမွေးဖွားနေရခြင်းဟာဆင်းရဲတယ်ဒါကြောင့်မို့လို့ဘာကြောင့်ဒီအဖြစ်ကြီးဟာဖြစ်နေရသလဲလို့ အကြောင်းရင်းတရားကိုသူလိုက်ပြီးတော့ရှားကြည့်တယ်အဲ့ဒါကိုတင်စားပြောတယ်ဒီခန္ဓာအိမ်ဆောက်တဲ့လူကိုသူလိုက်ရှားတယ်တဲ့လိုက်ရှားပြီမလို့သူမတွေ့ခဲ့ရဘူးမမြင်ခဲ့ရသေးဘူးအဲ့ဒီမတွေ့မမြင်တဲ့မြကလပ်ပလုံဆိုလိုတာကဒီဒုက္ခဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုလိုက်ရှားတာမသိသေးတဲ့မြကလပ်ပလုံသူဟာကျင်းပန်းများစွာပြိတ္တိနေခြင်းဆိုတဲ့ဒီအနေကဇာတိတန်တာတာနောက်ထက်ကထက်ကဖြစ်နေရတယ်ဆိုတဲ့နော်မကြီးမတွေ့နိုင်တဲ့ဒီဖြစ်ခြင်းတရားတွေဟာသူမှဖြစ်နေရတယ်ဘာမှနားမလဲကြမရှိဘူးနော် ထပ်ထပ်ဖြစ်နေရာကြီးကိုမကြိုက်လို့ဘာကြောင့်ဓာကြီးဖြစ်နေတယ်လဲလို့အကြောင်းတရားကိုရှာတာမတွေ့ဘူးမတွေ့သမျှကာလပတ်လုံးလည်းဓာကြီးကထပ်ထပ်ပြီးတော့ဖြစ်နေတယ်အကယ်၍သာဘာကြောင့်ဒီဒုက္ခဟာဖြစ်နေတယ်လဲဆိုတဲ့အကြောင်းတရားကိုသာတွေ့မြင်ခဲ့မယ်ဆိုရင်အဲ့ဒီအကြောင်းတရားကိုပယ်တပ်ပြီးသားဖြစ်သွားတဲ့အတွေ့အကြုံအကြောင်းတရားကိုပယ်တတ်လိုက်ရင်အကျိုးတရားလည်းရပ်ဆိုင်သွားမယ်ဒါကနောက်မှနောက်ဆက်ပြောမယ့်ဂါထာလေးရဲ့အသေးပဲကိုနားလည်ဖို့စကားလေးကိုဆက်ဆက်ပေးလိုက်တော့ဟုတ်လား ပြန်ပြောမယ်နော်အဲ့လိုဆိုရင်ပထမကတ္တလေးဟောအနေကဇာတိတန်တာရံတန်တာဝိတ္တအနိဗ္ဗိတံဂဟကာရကဝေတံတော့ဒုက္ခဇာတိပုဏ္ဏပုဏ္ဏထက်ခတက်ခမွေးဖွားနေရခြင်းဟာဆင်းရဲတယ်ဒါကြောင့်မလို့ဒါကိုမကြိုက်လို့ဒါဘာကြောင့်ဖြစ်နေရသလဲဆိုတဲ့အကြောင်းတရားကို သူလိုက်ရှာကြည့်တယ်ဒါကိုဘလို့တင်စားပြောတော့ခန္ဓာအိမ်ကိုတိဆောက်တဲ့လူကိုသူရှာဖွေတယ်မတွေ့သမျှကလပ်ပလုံးဒီအဖြစ်အပျက်သဘောကြီးဟာထက်ခထက်ခပဲ ဖြစ်နေတယ်တဲ့မရေမတွက်နဲ့အောင်သူကျင်လဲကျက်စားခဲ့ရတယ်အတိတ်ကိုပြန်ကြည့်လိုက်တာပေါ့ဘာကြောင့်ဒီဒုက္ခဖြစ်နေတယ်လဲဆိုတဲ့အကြောင်းတရားကိုမမြင်ခဲ့လို့ပဲเนาะမရေမတွက်နိုင်အောင်တန်လျာထဲမှာ ဖြစ်ခဲ့ရတယ်ကျင်လဲကျက်စားခဲ့ရတယ်ဒါပထမဂါထာเนาะနောက်ဒုတိယဂါထာဆက်ပြောเนาะကဟကာရကဒိဋ္ဌောတိပုဏ္ဏခေဟာနကဟတိ တပ္ပတိဖာတုကဘက်ကဂဟကုတံဝိသင်္ခတံဝိသင်္ခာရကတံစိတ်တံတဏ္ဏနာခယမေစေကဂဟကာရကဒိဋ္ထောတိဂဟကာရကလေဒီခန္ဓာအိတ်တိဆောက်တဲ့ပုဂ္ဂိုလ်ကိုဒိဋ္ထောတိမြင်သူသည်အတိဖြစ်ပြီတဲ့ဟောအဲ့ဒါကဘုရားဖြစ်ပြီဆိုတဲ့အနေအထားကိုပြောတာဒီခန္ဓာအိတ်တိဆောက်တဲ့လူကိုတိဆောက်တဲ့ပုဂ္ဂိုလ်ငါအခုမြင်သွားပြီတိသွားပြီတဲ့ဆိုလိုတာကဒီဒုက္ခဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုသူရှာဖွေလိုက်တာတိသွားပြီမြင်သွားပြီ ကဟကာရကဒိဋ္ထောတိပုဏ္ဏဂေဟနာကဟတိတဲ့ဒါကြောင့်မို့လို့နော်ပုဏ္ဏဂေဟနာကဟတိတဲ့အဲ့ဒီဒီခန္ဓာအိမ်ကိုတိဆောက်တဲ့ပုဂ္ဂိုလ်ဟာပုဏ္ဏတပံဂေဟအိမ်ကိုနာကဟတိသူမဆောက်နိုင်တော့ဘူးတဲ့ဒုက္ခဘာကြောင့်ဖြစ်လဲဆိုတဲ့အကြောင်းတရားကိုမြင်လိုက်တဲ့အတွေ့အကြောင်းအဲ့ဒီအကြောင်းတရားကိုပယ်ပြီးသားဖြစ်သွားတဲ့အတွေ့အကြောင်းအကြောင်းတရားကင်းသွားတဲ့အတွေ့အကြောင်းအဲ့ဒီအကြောင်းတရားကြီးကနောက်ထပ်ဒုက္ခကိုဖန်တီးနိုင်စွာမရှိတော့ဘူး အဲ့ဒါကိုပြောတာနော်ဒါတင်စားချက်ကလေးတွေနဲ့ပြောတာပါနော်ကဟကာရကတေထောတိပုဏ္ဏခေဟနာကဟတိနော်လူတယောက်ကိုပြောတယ်လို့မျိုးပြောတာပေါ့ဒီခန္ဓာအိမ်ဆောက်တဲ့လူကိုသူတိသွားပြီဒါကြောင့်မင်းဒီခန္ဓာအိမ်ကိုဆက်ပြီးတော့မင်းမဆောက်နိုင်တော့ဘူးဒီခန္ဓာအိမ်ကိုဘယ်သူကဆောက်နေတော့ဆိုတော့လောဘကဆောက်နေတာဒုက္ခဖြစ်ခြင်းရဲ့လက်သက်တည်းခံအဓိကအကြောင်းတရားကလောဘပဲဟုတ်လားလောဘကနေပေရတော့အကျယ်ကြီးနော် အာယုံကိုမမိုးတဲ့လောဘရှိတဲ့ဘဝကိုမမိုးတဲ့လောဘရှိတဲ့အကြံဉာဏ်ဖြင့်ဟုတ်လားအဲ့ဒီလောဘတတ်ဟာခန္ဓာကိုတိဆောက်တဲ့သူပဲအဲ့တော့သူ့ကိုမြင်လိုက်တဲ့အခါကျတော့သူဟာဆက်ပြီးတော့ဒီခန္ဓာအိမ်ကိုမဆောင်နိုင်တော့ဘူးလို့ပြောတယ်။ဂဟကာတကဒေထောတိပုဏ္ဏဂေဟနာကဟတိသဗ္ဗတိဖာတုကဘက်ကဂဟကုတံဝိသင်ခတံသဗ္ဗတိဖာတုကဘက်ကတေတင်ဤတယ်နော်တေတင်ဤဆိုတာကသူကအဲ့ဒီမှာ တဏ္ဍခန္ဓာအိမ်ကိုတိဆောက်တဲ့ပုံကိုခေါ်တဲ့သဘောမျိုးနဲ့ပြောတာနော်တင်စားပြောတဲ့စကလုံးတွေပါပဲဟုတ်လားတပ္ပတိဖာတုကဘက်ကတင့်ရဲ့နော်ခန္ဓာအိမ်ကြီးရဲ့နော်တိဆောက်ထားတဲ့ဒီအချင်းရနေတွေဒါကိရိသားတွေကိုပြောတာအဲ့ဒါတွေကိုဘက်ကသူချိုးဖြက်ပြီးပြီတဲ့နော်ဂဟကရကဒိဋ္ဌောတိပုဏ္ဏကေယနာကတိတပ္ပတိဖာတုကဘက်ကတင့်ရဲ့အလုံးစုံသောကိရိသားအချင်းရနေတွေကို ငါအကုန်ဖြည့်ဆည်းလိုက်ပြီလေနော်အိမ်ကိုမိုးဖို့ဆိုရင်ဦးဇင်းတို့ဘေးပပလက်ထုတ်ပရောက်ပတင်ပြီးလို့ရှိရင်ဒိုင်းတွေတင်ရတယ်ဒိုင်းတွေပေါ်မှာမြားလမ်းတွေတင်ပြီးတော့အစင်းစင်းဘုံတက်မဆိုရင်လည်းတက်မယ်ပေါ့နော်အဲ့ဒီဦးဇင်းတို့အဲထုတ်ပရောက်ပပေါ်မှာတင်ထားတဲ့ဒိုင်းတွေမြားတွေအဲ့ဒါမရှိဘဲနဲ့မိုးလို့ရမလားမရဘူးနော်အိမ်မှာအမိုးမရှိဘူးဆိုရင်ဒီအရင်ပြည့်စည်တော့တာပဲလေအဲ့တော့အဲ့ဒီအချင်းရနယ်တွေကိုဘာခေါ်တော့ဆိုတော့ကိလေသာတွေကိုရည်ရွယ်ပြီးတော့ပြောတာ တပ်ပါတေဖာတုကဘက်ကတေသင်ဤဖာတုကကိရတာတိဟုသော အချင်းရင်တွေကိုဘက်ကငါဖြတ်ရှိပြီးပြီအကုန်လုံးချိုးဖြတ်ပလိုက်ပြီဂဟကာရကတေသောတိပုဏ္ဏကေယနာဂာတိတပ်ပါတေဖာတုကဘက်ကဂဟကုတံဝိသင်ခတံဂဟကုတံနဲ့အိမ်ရဲ့ခေါင်းနဲ့တူတဲ့အဝိဇ္ဇာတရားကိုလည်းဝိသေခတံကအကုန်ဖြတ်ရှိပြလိုက်ပြီးဖြိုးချပြလိုက်ပြီတဲ့အဓိကက ိလေသာအမိုးမှာဘဇူဝအတိကအကြဆုံးလဲလို့မေးအဝိဇ္ဇာကအတိကကြတာ။နောက်ကိလေသာတရားတွေထဲမှာအဝိဇ္ဇာကိုဖြည့်ဆည်းပြီးရင်ကျန်တဲ့ကိလေသာတွေကအကုန်ဖြည့်ဆည်းသွားတာပေါ့။မတိမှုမရှိရင်ကျန်တဲ့ကိလေသာ ဖြစ်လို့မရ။အဲ့ဒါလိုလေဦးဇင်းတို့ကကြည်ကြင်းပြင်းပြနားလေရ။ဒါကြောင့်တီးဖို့ပဲဒလဇက်ဦးဇင်းတို့အားစိုက်ဖို့လိုတယ်။တီးရင်မတိလို့ဖြစ်တဲ့အမှားယွင်းတွေကအကုန်လုံးရှင်းသွားမှာ။ဘယ်ကိလေသာမျိုးမဆိုမတိမှုကိုပဲအခြေခံပြီးတော့ဖြစ်တာ။ လူကျင်တယ်ဆိုရင်လည်းလူကျင်စရာလို့ထင်လို့မကျင်တဲ့ဘူးဆိုရင်လည်းမကျင်တဲ့ဘူးမကျင်တဲ့စရာလို့ထင်လို့မန်ဒီတက်နေတယ်ဆိုရင်လည်းမန်တက်စရာလို့ထင်နေလို့အမားတွေကိုပဲအခြေခံပြီးတော့အမားတွေဟာဆက်ပြီးတော့ဖြစ်နေတာဟုတ်လားဒါကြောင့်ခန္ဓာအိမ်ကိုဖြစ်စည်းမယ်ကြံလို့ရှိရင်ခန္ဓာအိမ်ရဲ့အမိုးကိုရင်ဖြစ်စည်းမယ်နော်အဲ့ဒီအမိုးမှလည်းပဲဘယ်သူအဓိကကြံတော့စားရတော့အထွတ်လို့တုံးထားတယ်ဥစဉ်တော့နားလေလွယ်အောင်ခေါင်းလို့ပြောလိုက်တယ်ဟုတ်လားအဲ့ဒါကိုပြောတာနော် ကဟကာရကဒိဋ္ထောတိပုဏ္ဏကေယနာကဟတိတဗ္ဗတိဖာတုကဘကကဟကုတံဝိသင်ခတံဒီရောက်သွားပြီဟုတ်လားကဟကာရကဒိဋ္ထောတိခန္ဓာအင်းဆောက်တဲ့လူကိုငါတွေ့ပြီဒါကြောင့်မို့လို့ပုဏ္ဏကေယနာကဟတိနောက်တစ်ခါသင်ထပ်ပြီးတော့ဒီခန္ဓာအင်းကိုဆောက်နိုင်တော့မှာမဟုတ်တော့ဘူးနော်တဗ္ဗတိဖာတုကဘကသင်ရဲ့အချင်းယနေတွေလို့ဆိုတဲ့ကိရိတာတရားတွေကိုငါဖျက်ဆီးပြီးပြီကဟကုတံဝိသင်ခတံနော်အထွတ်လို့ဆိုတဲ့အဝိဇ္ဇာတရားကိုလည်းငါအကုန်လုံးဖြိုချလိုက်ပြီတဲ့ပြီးတော့ဆက်ပြောတော့ ကာဟကုတံဝိသင်္ခတံဝိသင်္ခာရကတံစိတ်တံဝိသင်္ခာရဆိုတာနော်ပြုပြင်မှုအကြောင်းတရားကင်းတဲ့သဘောနိဗ္ဗာန်ကိုပြောတာအဲ့ဝိသင်္ခာရကတံစိတ်တံငါရဲ့စိတ်ဟာနော်နိဗ္ဗာန်ဆိုတဲ့တရားကိုရောက်သွားပြီတဲ့တိသွားပြီတဲ့ဝိသင်္ခာရကတံစိတ်တံတဏ္ဏာခယမိစ္ဆကနော်အလိုဆန္ဒဆိုတဲ့ခန္ဓာရင်ကိုစောင့်နေတဲ့ဒီအကြောင်းတရားတဏ္ဏာလည်းပဲအကုန်လုံးကုန်ခန်းသွားပြီတဲ့ဒါကဏီကုန်းချုပ်လေးပါနော် ငါရဲ့စိတ်ဟာနိဗ္ဗာန်ကိုရောက်သွားပြီအလိုဆန္ဒဆိုတဲ့ဒုက္ခရဲ့အကြောင်းတရားတွေဟာလည်းအကုန်လုံးကုန်ခန်းသွားပြီတဏ္ဍာခရမစ္ဆေကနောက်တဏ္ဍာတွေအကုန်လုံးကုန်သွားပြီတဲ့ဒါမျက်စွာဘုရားကသူ့ရဲ့နော်အကြီးမားဆုံးသောအောင်မြင်မှုအတွက်ဝမ်းမြောက်လို့ဒါဥရန်ကျူတာပဲအကုန်လုံးပြန်ပြီးတော့ခြုံငုံသုံးသပ်မယ်ဆိုလို့ရှိရင်အလွန်မှနော်အနှစ်သာရရှိတဲ့အကြောင်းအရာတွေနည်းနည်းလေးတော့နဲ့အလွန်ကျေပြန့်တဲ့ အနေထားတွေကိုချုပ်ပြီးတော့ပြောလိုက်တယ်လို့လည်းရှိတယ်ပေါ့ဟုတ်လားဒါကြောင့်ပြန်ပြီးတော့နားထောင်ကြည့်မယ်ဟုတ်လားအနေကဇာတိတန်တာရံတန်တာဝိတ္တအနိဗ္ဗိတံဂဟကာရကဝေတံတော့ဒုက္ခဇာတိပုဏ္ဏပုဏ္ဏဒုက္ခဇာတိပုဏ္ဏပုဏ္ဏထထထထမွေးဖွားနေရခြင်းဖြစ်ပေါ်နေရခြင်းဟာဆင်းရဲတယ်ဒါကြောင့်မလို့ဒါဘာကြောင့်ဖြစ်လဲဆိုတာကိုသူလိုက်ပြီးတော့အကြောင်းတရားကိုရှာကြည့်တယ်ဂဟဂဟကာရကဝေတံတော့ဒီခန္ဓာအိမ်ကိုဘယ်သူဆောက်လဲရှာကြည့်တယ် မတွေ့သေးသမျှကာလပတ်လုံးအနေကားဇာတိတန်တာတာတန်တာဝိတ္တသူမရှိမတွေ့နိုင်လောက်အောင်ဖြစ်ချင်းတရားတွေဒုက္ခတရားတွေကိုရှင်ဆိုင်ခဲ့ရတယ်ဖြတ်တန်းခဲ့ရတယ်ဒါပထမကာလနော်ကာဟကာတကဒိဋ္ောတိပုဏ္ဏကေဟနာကာတိအခုဒီခန္ဓာအင်ကိုတိဆောက်တဲ့နော်အကြောင်းတရားနော်လောဘဆိုတဲ့လက်သမားဆရာကိုငါတွေ့သွားပြီမြင်သွားပြီတဲ့ဒါကြောင့်မို့လို့သူဟာနောက်တစ်ဖန်ထပ်ပြီးတော့ဒီခန္ဓာအင်ဒုက္ခအဆောက်အအုံကိုတိဆောက်နိုင်တော့မှာမဟုတ်တော့ဘူး တပ္ပတိဖာတုကဘက်ကတင့်ရဲ့နော်ကိလေသာဆိုတဲ့အချင်းရင်တွေတွေကိုငါဖြူဖြက်ပြီးပြီနော်ဝိသင်္ခါရဟဲ့ကဟကုတံဝိသင်္ခါရအဝိဇ္ဇာတိဟုသောအိမ်ရဲ့ခေါင်အထုပ်ကိုလည်းပဲငါဖြူချပလိုက်ပြီဟုတ်လားပြီးတော့ဘာပြောတော့ဝိသင်္ခါရကတံစိတ်တံငါရဲ့စိတ်ဟာပြုပြင်မှုကင်းရာနိဗ္ဗာန်ကိုရောက်ပြီးတဏ္ဏံခရမစ္ဆေကနော်ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့အလိုဆန္ဒဆိုတဲ့တဏ္ဏအကုန်လုံးကုန်ခန်းသွားပြီဘလောက်ကောင်းနော် အဲ့တော့အဲ့ဒီဒေသနာကိုဦးဇင်းတို့ကြည့်မယ်ဆိုလို့ရှိရင်ခန္ဓာတိုင်းခန္ဓာတိုင်းဟာဘာလို့ပြောရတော့အိမ်မဲလို့နားလည်ရမှာဟုတ်တယ်မို့လားအိမ်မဲနော်အချိန်တိုင်းရအိမ်ပြရမယ်ဆိုတော့ဟောအဓိကကွာဟဲ့နေရာတိတိမှာစောက်ထားတဲ့နေရာလေးတွေကိုပဲအိမ်လို့ထင်လို့မပြည့်စုံဘူးဟုတ်လားတကယ်တမ်းကအဲ့ဒါကဒီခန္ဓာကိုယ်ကြီးနော် ညာအိတ်ဆဲယုံတော့ပါပဲတချို့လည်းပဲနေ့တိုင်းကျတော့ရှောက်သွားပြီးတော့လှုပ်ရှားဖွေနေရတယ်အိမ်ကဆောက်အောင်ဆောက်တတ်တာတချို့ကောင်းကောင်းတော့မနေရပါဟုတ်လားအဲ့ဒါကပါလေဒီခန္ဓာကိုယ်ကြီးနေမဲ့အနေထားပေါ့ပို့ပြီးတော့လေးလေးနက်နက်ပြောရရင်စိတ်နေတဲ့အိမ်ကဘာလဲလို့မေးရင်ရုပ်ဝေဒနာတင်ညာတင်ခါရအဲစိတ်ရဲ့အမြင်နေရအိမ်ပဲစိတ်ကတခါတလေအမြင်နေရအိမ်ကနေထွက်ခွာပြီးတော့ယာယီအိမ်မှာနေတာလည်းရှိတယ်ယာယီအိမ်ကျတော့ဘာကိုပြောရလဲတော့အာယုံ၆ပါးကိုပြောတာတော့ နည်းနည်းလေးဦးဇင်းကယောဂီတော့မှတ်မိမလားလို့အဖြေကိုအပြောဝဲနဲ့မေးကြည့်တာဆောတော့ပြောခဲ့တာသတိထားမိမယ်ထင်တယ်နော်ရုပ်ဝေဒနာသင်္ကြသင်္ခါရဆိုတဲ့နော်ဝိညာဉ်ကလွဲလို့ကျန်တဲ့ခန္ဓာ၄ပါးဟာတိစိတ်ဝိညာဉ်ရဲ့အမြင်နေတာအေးပဲနော်အာယုံ၆ပါးကတော့ရှားကြီးအေးမယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ကအမြင်နေရအိမ်မှာနေတယ်ရာကြီးအိမ်ကိုလည်းအလဲတော်တယ်ဘယ်လိုနဲ့နေတာပေါ့ဒါကတော့ ဓမ္မသဘာဝတက်တက်အရာပြောကြည့်တဲ့အသေးပဲပေါ့နော်အဲစောစောကမြတ်စွာဘုရားကြီးရင်တော်မူတဲ့ဥဒ္ဒကထာအရာပြောမယ်ဆိုရင်တော့ဘဝတိုင်းဘဝတိုင်းဟာဘာလို့ပြောအိမ်နေပဲနော်ဒီဆောက်လိုက်ပြောပြတ်သွားလိုက်ဒီဆောက်လိုက်ပြောပြတ်သွားလိုက်ဒီလိုပဲအဲ့တော့ဦးဇင်းတို့အိမ်ပြန်ခရီးမှာတော့မှတ်သားတဲ့နဲ့အိမ်ကတော့ဘယ်အိမ်လဲလို့မင်းမိနေတဲ့လူတွေအတွက်အပေလေးဘုံဟာအမြဲအိမ်ပဲဆိုတာဟောအဲ့ဒီဥစ္စာကအိုးတော့မှတ်သားစရာကောင်းတယ် ော့အိမ်ကတော့အမျိုးမျိုးပဲဂျမာလည်းအိမ်ပဲနှက်လည်းအိမ်ပဲလူလည်းအိမ်ပဲအပေလေးပုံမှာရှိကြတဲ့တော်ဝါလေးတွေလည်းအတီးတီးအိမ်နဲ့နေကြတာနော်ဩဒါကောင်းတဲ့ပေါ်လာတဲ့ဥမာပြောရရင်နော်အစဉ်အတန်းမြင့်မြင့်နေနိုင်တဲ့အိမ်နဲ့နေနိုင်တဲ့လူရှိတယ်နော်တချို့လည်းပဲမိုးလုံးလေးလုံးလေးတော့တချို့ဆိုရင်မိုးမလုံးလေးမလုံးနဲ့တကယ့်ကိုဆုတ်ဆုတ်ပြက်ပြက်နော်အစဉ်အတန်းနေနေနဲ့နေကြရတဲ့လူတွေလည်းရှိတယ်တတော်ရရအိမ်အဆင့်ဆင့်နေကြတဲ့နေရာမှာအရေးသေးချင်း အိမ်ချင်းတူတလားမတူတော့တချို့အိမ်တွေဆိုရံကိုလုံခြုံမှုရောအကြည့်အမြင်ရတာရောအကုန်လုံးတာတာနာနာနဲ့ကောင်းကောင်းမွန်မွန်ပြည့်ပြည့်စုံစုံနေကြရတယ်။တချို့ကြလည်းရံစင်စင်ရဲ့ချွတ်ချွတ်ငဲငဲနဲ့နေကြရတယ်။ဟောဒါကပဂရိပဂရိအိမ်ကိုပြောတာနော်။အဲ့လိုပဲလူခန္ဓာလူအိမ်၊နတ်ခန္ဓာနတ်အိမ်၊ညီမခန္ဓာညီမအိမ်ဆိုရင်လားတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်။အပေလေးပုံမှာရှိနေကြတဲ့သရဝါတို့ရဲ့ခန္ဓာအိမ်နဲ့နှိုင်းစာရင်သာပြောတာနော်။ အကုန်လုံးကိုချုပ်မုံတော့တတ်မယ်ဆိုရင်တော့အကောင်းကတော့မပါဘူးပဲနော်အကုန်လုံးချုပ်မုံတော့တတ်ကြည့်မယ်ဆိုရင်ဘာပဲဖြစ်ထွက်မှာတော့ဒုက္ခပဲဖြစ်ထွက်ရမှာနော်ဒုက္ခဇာတိပုဏ္ဏပုဏ္ဏထကထကဖြစ်နေရခြင်းဟာဆင်းရဲတယ်ဆိုတဲ့အမြင်ကိုရအောင်လုပ်ရမယ်အဲ့တော့ဦးဇင်းတို့တကယ်တမ်းကတော့ဘယ်အိမ်မှမကောင်းဘူးအိမ်တွေအလုံးပြိုပြက်သွားပြီးတော့နော်လွတ်မြောက်မှုရတာဟာအကောင်းဆုံးပဲဆိုတဲ့အမြင်မျိုးရအောင်ကြိုးစားရမယ်အဲ့ဒါကလည်းပဲဦးဇင်းတို့နော်လွတ်မြောက်ခြင်းနဲ့စိတ်ဖြစ်ဖို့ဆိုတာက ော့ဒီအိမ်မကောင်းဘူးဆိုတာကိုပဲညံကမြင်မှလွံ့မြောက်လူစိတ်ဖြစ်မှာပေါ့နော်အိမ်ရဲ့မကောင်းတဲ့အချက်ကိုမမြင်သေးတဲ့မြတ်ကလပ်ပါလို့အိမ်ကလွံ့မြောက်လူစိတ်ဖြစ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူးဟုတ်လားဒါကြောင့်တူတော်ကောင်းကြီးတွေကတော့အရိယာတူတော်ကောင်းကြီးတွေကတော့တိခဲ့မြင်ခဲ့လို့ခန္ဓာအိမ်ဟာမကောင်းဘူးနောက်ခန္ဓာအိမ်ဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းတရားကိုရှားပြီးတော့ခန္ဓာအိမ်ကိုလုံးဝနေကုန်းချုပ်သွားခန္ဓာအိမ်ကနေလွံ့မြောက်အောင်စူးစမ်းတဲ့နေလို့ပြောခဲ့ပြီမလို့ဦးဇင်းတို့တွေကခန္ဓာအိမ်ရဲ့အပြစ်ကိုမမြင်ကြဘူးဆိုလို့ရှိရင် ခန္ဓာအိမ်ကနေလွတ်မြောက်အောင်ကြိုးစားဖို့အနေနဲ့တာတာလွတ်မြောက်လို့စိတ်ရှိဖို့တောင်မလွယ်ဘူးဟုတ်တယ်မဟုတ်လားအဲ့လိုဆိုလို့ရှိရင်ခန္ဓာအိမ်ကနေလွတ်မြောက်ခြင်းနဲ့ဆိုရင်အကြောင်းတရားကိုဦးဇင်းတို့ပယ်တတ်နိုင်မှုလို့လေအကြောင်းတရားကဘာတော့လောဘပဲနော်လောဘကအကြောင်းတရားနော်လောဘကတော့လုံးတဲ့တွေပုံလုံးမှာ ဖြစ်ပေါ်နေတဲ့ခန္ဓာအိမ်တိုင်းရဲ့အကြောင်းတရားအဲ့ဒါပေါ်မှာတိတက်ထပ်ပြီးတော့အကြောင်းတရားလေးတွေခွဲလိုက်အောင်မယ်ဆိုရင်အပေပုံကြတော့ဘယ်လိုတော့လောဘဒေါသမောဟတွေနဲ့သွားတာပေါ့ အကျန်တဲ့ကောင်းမြတ်တဲ့အိမ်တွေကြတော့နော်အလောဘအဒေါသအာမောဟနဲ့သွားတယ်လို့လည်းအကျဉ်းပြန်ပြောလို့ရမယ်ပေါ့တနည်းအားဖြင့်မေးလျော်ခြင်းကနောက်ပဲလေးပုံဆိုတဲ့အိမ်ကိုတိဆောက်လိုက်မယ်မမေးမလျော်ခြင်းကကောင်းမြတ်တဲ့အိမ်တွေကိုတိဆောက်နိုင်တယ်နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတဲ့အိမ်ကနေလွတ်မြောက်ဖို့ဆိုတာလည်းပဲဒီအပ္ပမာဒကိုပဲအာကိုရမှာပေါ့ဟုတ်လားဒါကတော့အချိန်တရင်အိမ်ပြန်ကြရမယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့နော်အိမ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြောကြည့်အောင်မယ်ဆိုရင်ဒါပြောလိုက်တယ် နိုင်ဝဲကြော်သွားတယ်เนาะအဲ့ဒါဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့အိမ်နဲ့ပတ်သက်ပြီးတော့ဒါတော်တော်လေးနေတဲ့အကြောင်းအရာလေးတွေလို့ဦးဇင်းကတော့ဆိုချင်ပါတယ်ဟုတ်လားเนาะစိတ်ဝိညာဉ်အိမ်ပိုင်ရှင်လို့ဆိုကြပါစို့ဟုတ်လားတို့အမြင်တရားအိမ်ကရုပ်ဝေဒနာတင်ညာတင်ခါလဟောယာယီနေတဲ့အိမ်ကအာယုံ၆ပါးဒါပြောခဲ့တဲ့အကြောင်းအရာလေးတွေအချက်လက်ကလေးတွေပြန်ပြီးတော့အနှစ်ချုပ်ပြတာဟုတ်လားအေးဒါကဦးဇင်းတို့လေးနေတဲ့အမြင်နဲ့ကြည်တာပါ နော်ဥဒန်းပါဠိတော်ဥဒန်းစကားအရာကြည့်မယ်ဆိုရင်တော့ဘဝတိုင်းဘဝတိုင်းခန္ဓာတိုင်းခန္ဓာတိုင်းဟာပါဠိတော်အိမ်နေပဲအဲ့ဒီအိမ်ကိုဘယ်သူတိဆောက်လဲလို့မေးလောဘတိဆောက်တယ်ဟုတ်လားလောဘတိဆောက်တယ်နော်အိမ်ပြန်ကြမယ်ယောဂီတို့အတွက်အိုးပြီးတော့တိစရာကောင်းတာမမေ့တဲ့အိမ်ကပါတော့မေ့နေတဲ့ပုဂ္ဂိုလ်အတွက်အပေလေးပုံကအမြဲနေရာအိမ်ဟုတ်လားအိမ်ရဲ့အတိတ်ပဲလေးတွေပွဲပြပါပုံလေးတွေကိုပြောပြနော်ဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့သည် မမေးမလျော်မှုအပမာဒတရားလက်ကင်ထားပြီးတော့မေးလျော်သူတို့ရဲ့အမြင်နေရာအိမ်ကိုနောက်တစ်ချိန်မှရောက်မသွားအောင်စူးစမ်းအထောက်နိုင်ကြတယ်